တောင်ပြည်ထဲမှာမလတလာအတွင်းမီးလောင်မှု6ကြိမ်ဖြစ်ပွားပြီးစက်သိန်းပေါင်း1400ကျော်မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့မလတရက်နေ့မုံမိတ်မြို့တဲရီရွက်ွယ်မှာမီးဖို့ဆောင်အတွင်းမီးမွေးထားရာကနေမီးလောင်မှုဖြစ်ပွားပြီးနေအိမ်အတွင်းရှိပစ္စည်းများအားလုံးမီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။စုစုပေါင်းကာလတန်ဖိုး300ကျော်ဆုံးရှုံးသွားခဲ့ပါတယ်။အလားတူပဲပြီးခဲ့တဲ့မလ6ရက်နေ့ခုခိုင်မြို့နယ်ဟိုခိုကျေးွာမှာ မိဖို့ဆောင်ထမင်းချက်ရာကနေတဆက်မိလောင်မှုဖြစ်ပွားပြီးနေအိမ်အတွင်းရှိပစ္စည်းများအလုံးမိလောင်ဆုံးရှုံးသွားခဲ့ပါတယ်။စုစုပေါင်းကာလတန်ဖိုး73တန်းကျော်ဆုံးရှုံးသွားခဲ့ပါတယ်။ဒါ့အပြင်နှခမ်းမြို့နယ်ဖပြန့်ကျွော်မှာပြီးခဲ့တဲ့မလ10ရက်နေ့ဥညီအေကတခဲတွန်းထားရာကနေတဆက်ပောက်ကွဲပြီးနေအိမ်တလုံးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။နေအိမ်အတွင်းမှာရှိတဲ့စုစုပေါင်းကာလတန်ဖိုးတိန့်တရာကျော်ဆုံးရှုံးသွားခဲ့ပါတယ်။ အလားတူပဲမလ17ရက်နေ့ကြောက်မဲမျိုးအင်ဂျင်တောင်ရက်ွက်မှာမေတ္တလရှင်တပါကဖျားចောင်းဆောင်အတွင်းဖျောင်းတိုင်မီထွန်းထားရာကနေចောင်းဆောင်တစောင်းမီလောက်မှုဖြစ်ပွားခဲ့ပါတယ်။ចောင်းဆောင်အတွင်းမှာရှိတဲ့ဆွတ်ဆုပေါင်းကာလတန်ဖိုး380ကျော်ဆုံးရှုံးသွားခဲ့ပါတယ်။မိုင်းကောမျိုးနဲ့ဟူးဆွန်ကျေးရွာမှာပြီးခဲ့တဲ့မလ16ရက်နေ့ကဥကြော်ခါမှာချက်ပြုတ်ပြီးနောက်မြို့ကိုတေချာမငိမ့်တက်တဲ့အတွက်ကြောင့်နေအိမ်ဆက်နှလုံးထိမိလောက်မှုဖြစ်ပွားခဲ့ပါတယ်။ မိလောင်မှုမှာစုစုပေါင်းကာလအတန်ဖို့စက်သိန်းပေါင်းတထောင်ကျော်ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါတယ်။ပြီးခရမလ32ရက်နေ့ကြောက်မဲမြို့နယ်မှာစမ်းကြီးရွာမှာဒေါ်ဆိုင်ကွေကဘက်ထရီအတွန်းထားရာကနေမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။စုစုပေါင်းကာလအတန်ဖို့သိန်းပေါင်း34သိန်းကျော်မိလောင်ဆုံးရှုံးသွားခဲ့ပါတယ်။ခုလို၆တွဲတဲ့ကာလမှာမိဘပြည်သူများအနေနဲ့မိဘအညာကြိုတင်ကောက်ွယ်ရန်လိုအပ်ပါတယ်။ဒါကြောင့်နေအိမ်အတွင်းမိလောင်မှုမဖြစ်ပွားစေရန် မိများအုံပြုပြီးပါကတေချာစွာငိမ့်တက်ပေးပါယံရက်စစ်မိများမိခလုတ်များကိုတေချာစစ်ဆဲပြီးပိတ်ထားကြပါယံတိုက်တွန်းအပ်ပါတယ်ကျမလွေပူလိုပါပါရှင်။